ပြောဝန်ဒီနီကားနဲ့ချူဆိုလိုက်ပါတယ်။ဇလိုင်းရဲ့အဆောင်မပြည့်စုံတဲ့လာချန်လွှမ်းခြုံထားတဲ့ရွာငယ်တစ်ခုကနေစတင်ထားပါတယ်။ဒန်ယာနဲ့ပြည့်တဲ့လူတယောက်ဟာရိုင်းနေတဲ့လမ်းလျှောက်နေခဲ့ပါတယ်။အိမ်တင်ရဲ့အထက်မှာမြို့သမီးတယောက်ဟာအတန်းတစ်ခုချောင်းလန့်တို့ကအပြင်ကိုထွက်လာခဲ့ပါတယ်။အောက်ကိုရဲ့လက်နက်အဖြစ်မိုးဖို့ခေါ်ပြောက်ကိုကင်ဆောင်ကထွက်လာတဲ့အချိန်မှာဒန်ယာရင်းနဲ့လူကလန့်တောက်ကိုစူးစမ်းခဲ့ရတဲ့ဆိုပေမဲ့သူ့မှာအင်အားရှိမနေခဲ့ပါဘူး။လက်ကျလို့သွားခဲ့ပါတယ်။ကောင်မလေးရဲ့ရှင်မသူလေးလို့မေးခဲ့တဲ့ဆိုပေမဲ့သတိမေးကလက်ကျသွားပါတော့တယ်။ သူ့ရဲ့တွေ့ရဲမှာလူသားကြီးရဲ့ဖယ်ခြင်းမှုကိုခံခဲ့ရတဲ့ငယ်ဘဝအကြောင်းတွေနဲ့သူ့ရဲ့တိုက်ပွဲတွေဒေါသတွေအကြောင်းကိုရရဲ့လေးပြင်မြင်နေခဲ့ပါတယ် နောက်နှလုံးကအယောင်လူလိုမိစ္ဆာဆိုပြီးလူသားတွေဖယ်ခြင်းကိုခံခဲ့ရတဲ့လူနောက်ဆုံးအဖြစ်ခံယူခဲ့ရဆိုပေမဲ့လူသားတမန်ဖြစ်နေလို့မိစ္ဆာတွေရဲ့တစ္ဆာဖို့ခြင်းကိုခံခဲ့ရတဲ့လူဒီလိုနဲ့ဒန်ယန်ဘလက်ဝါနဲ့ကော်မာလီရဲ့အိမ်ကိုရောက်ရှိလာခဲ့ရပဲဖြစ်ပါတယ်သူတတိပြန်ရလို့မျိုးလုံးနဲ့ပြန်ခွင့်လာတဲ့အခါမှာလှပတဲ့ပြုံးနေတဲ့ကြိုးစုံနေတဲ့ကော်မာလီရဲ့မျက်နှာကိုတွေ့ခဲ့ရပါတယ်သူ့ရဲ့လက်တွေလုံးဝလှမရခဲ့ပါဘူးသူ့ရဲ့ဒန်ယာတွေလည်းကော်မာလီနေနဲ့အကောင်းဆုံးကုသပေးထားပါတယ်ဘဝတစ်ချောင်းလုံးမှာတက်ဖြက်ကြီးလေးချိန်ခံနေတက်ဖြက်ချင်းတိုက်ပွဲတွေနဲ့ကြံတန်းဆုံးစစ်မြေပြင်တွေကိုပဲဖျက်ဆီးလာခဲ့တဲ့သူတို့ကော်မာလီရဲ့ဂျင်နာမှုတွေအထူးသဖြင့်ဖြစ်နေခဲ့ပါတယ်ဂျင်နာမှုကိုယူဆိုင်မှု ွေးထိတ်မှုဆိုတာကိုဘာမှမသိခဲ့ပဲလေ့ကျင့်မယ်တိုက်မယ်ဖြတ်မယ်နိုင်ယူမယ်အာဃာတရည်နဲ့ရှင်သန်ခဲ့ရတဲ့သူတို့ခံစားချက်တွေကတမုံထူးခြားလို့နေခဲ့ပါတယ်ကော်မလီရရွာရဲ့မုတ်ပုတ်လုပ်ငန်းကိုလုပ်ကြရန်ဖြစ်ပြီးလိစ္ဆန်လေးတွေလည်းမွေးထားပါတယ်ကော်မလီတက် follow ပေးတယ်ထင်းနေကူခွဲပေးတယ်မုတ်တွေကူဖုတ်ပေးတယ်မုံအာဃာတရည်ကင်းတဲ့ဘဝမှာစစ်သူရဲ့ကောင်တရားပျော်ရှင်လို့နေပါတော့တယ်မုံနေအာဃာတရည်ဒေါသမီလီယံနဲ့ကြမ်းတမ်းတဲ့လူချမ်းကြီးဟာမြင့်တက်တရားရင်းမြစ်နေဖြစ်တဲ့ကျင်နာမှုနွေးထိတ်မှုတွေယူရမှုပျော်ရှင်မှုတွေကြောင့်နှူးညံ့လို့လာခဲ့ပါတယ် လောက်ပဲကြမ်းတမ်းတဲ့လူသားတွေပဲဖြစ်ပါစေချစ်ချင်းမေတ္တာနဲ့တွေ့ရတဲ့အခါမှာဖះအောင်မာယာနမီးနဲ့တွေ့လို့ဆိုလို့လက်ပြရဲ့တောင်ပန်တစ်ခုတည်းပို့ပြီးနှူးညံ့သွားကြပါတယ်ကျွန်တော်တို့သိထားတဲ့အတိုင်းချစ်ချင်းမေတ္တာအစ်မန်ဆိုတာတွေ့ရဖို့အတွက်ခက်ခဲပါတယ်ကျွန်တော်အနေနဲ့ချစ်ချင်းမေတ္တာအစ်မန်ကိုတွေ့လာရင်လည်းခက်ကြမှာကျွန်တော်တို့မျက်စိတော်ပေးတော့ပါဘူးဒီနေ့မှာစစ်တရားကောင်းနေတဲ့အတွက်ချစ်စစ်တစ်ခုကိုတွေ့ပြီးချစ်ချင်းမေတ္တာတစ်ခုကိုတွေ့ပြီးလို့ တွေးနေတော့မှာပဲကဆွေးကြီးတခုကကြောက်လို့လာပါတော့တယ်။ခမလေးရဲ့ခွေးလေးရဲ့ယောက်သားရဲ့နိုင်ခြင်းမှုခံနေရတာကိုတွေ့ရတဲ့အခါမှာအားလုံးနေရဲ့သူ့ရဲ့ဆွမ်းနေကိုထုတ်ကယောက်သားလေးကိုတိုက်ခိုက်ခဲ့ပါတယ်။ဒါကိုယောက်သားရဲ့သိသွားတဲ့အခါမှာစစ်သူရဲကောင်ကိုနက်စိုးလို့ထင်သွားကြပါတယ်။ခမလေးကိုလည်းနက်စိုးကိုခေါ်တင်ထားတဲ့ကောင်းစိုးဘတစ်ကောင်လို့မြင်လာကြပါတယ်။ယောက်ရဲ့ဒေလုံးသန်းစင်လာအရာမကောင်းစိုးဘနဲ့ပတ်သက်တဲ့လူသမီးကိုကုမျက်မှာဖြစ်ပြီးခမလေးရဲ့မကြောက်ခင်မှာကုမျက်ခံရတာမှာပဲဖြစ်ပါတယ်။အမေကောင်မလေးကမကြောက်ရွံ့ခဲ့ပါဘူး။ကောင်မလေးရဲ့စစ်တူရဲကောင်ကသူ့မြဲဝင်နေကြဖြစ်တဲ့ဆွဲကြိုးလေးကိုလက်ဆောင်ပေးခဲ့ပါတယ်။ ကြားခင်မှာပဲသူကမုတ်တီရောင်မှုအတွက်ပုံမှန်တန်းရွာထဲကိုထွက်သွားခဲ့ပါတယ်။တာမန်ထက်မျိုးလုံးတွေပွဲပြားနေလူနတ်ဆိုးဆိုပြီးလူသားတွေရဲ့ဖိနေခြင်းကိုခံခဲ့ရတဲ့အားလို့ လူသားတစ်ပိုင်းဖြစ်နေပြန်တော့နဆိုးရီရဲ့တိစ္ဆာပေါင်းကြီးကိုခံခဲ့ရတဲ့အားလုံးတယောက်အနေနဲ့ကိုယ့်ဘောမကောင်းတဲ့လူတယောက်ကိုတွေ့ချေချင်းမြတ်တဲ့အဆက်မှန်တစ်ခုကိုတွေ့ပြီးဒီလူတယောက်နဲ့ပဲကိုယ့်ရဲ့ကြမ်းရှိတဲ့အချိန်တွေအကုန်လုံးကြီးနေရေဒီမှုဆက်မှန်တွေကိုရရှိနေပြီဆိုတဲ့အချိန်မှာပဲကံကြမ္မာလှည့်ပြောင်းကောင်းမလေးရဲ့လူလောကတွေထွက်ပါသွားခဲ့ရပါမှောင်မဲတဲ့ညာတစ်ခုမှာစစ်သူရဲကောင်းအနေနဲ့ကောင်းမလေးရဲ့ရုပ်လောင်းအောင်ကိုယ့်ချီကဖျားချောင်းနဲ့လိုဝင်လာခဲ့ပါတယ်ဒီလူရဲကိုမြင်တဲ့နဆိုးရီရဲ့တားဆီးဖို့အတွက်နောက်အောင်လိုက်ရင်တားဆီးကြပါတယ်ဒါပေမဲ့စစ်သူရဲကောင်းအနေနဲ့ကောင်းမလေးရဲ့ရုပ်လောင်းအောင်ပလီမမချကအေးစံသာနားကြီးပါလေဆိုပြီးတိတ်ကမှတ်တရရဲ့အကြောင်းကိုပြန်လည်တွေ့တရောက်နေပါတော့တယ် ်မမြင်နိုင်တဲ့မျက်ရည်တွေကနှလုံးကကြတာမဟုတ်ပဲနှလုံးသားကကြနေတယ်ဆိုတော့သိစေချင်ပါတယ်တွေ့ရှိခဲ့တဲ့ချင်းကလာရဲ့အတွင်းမှာသူ့ကိုနှွေးစင်းစင်းလုပ်ပေးခဲ့တဲ့လူအမြဲတမ်းရုပ်တည်ဖြစ်နေတဲ့သူ့ကိုရေမောင်းအောင်လုပ်ပေးနိုင်ခဲ့တဲ့လူ သူတို့အမြဲတမ်းချစ်ချင်းမြတ်တဲ့တရားဆိုတာဒါပဲဆိုပြီးသင်ပြပေးခဲ့တဲ့လူကြာကြာရက်ဆက်တဲ့သူတို့နူးညံ့သိမ်ငွေခြင်းတွေကိုသင်ပြပေးခဲ့တဲ့လူဟာအခုချိန်မှာသူနာမရှိနိုင်တော့ပါဘူးအချိန်မှာဒေါသမေးကြီးရဲ့နေဖြောက်သွေးပေတွေလက်တွေကိုစေချောဖို့အတွက်စူးစမ်းမဲ့အိမ်မက်တွေတွေးခဲ့တဲ့သူရဲ့ကောင်းမွန်လာတဲ့ဘဝကိစ္စနေမင်းကောင်မလေးတူအမြဲတမ်းတူတူရှိရှိနေတယ်ဆိုတဲ့အိမ်မက်သူ့ရဲ့တွေးတွေအားလုံးသူ့ရဲ့ဒေါသမေးကြီးရဲ့အနေနဲ့လောင်မြိတ်သွားခဲ့ပါပြီ ဒီချိန်မှာသူ့အနေနဲ့ဒေါသတွေထိစုံမနိုင်တော့မယ်သူ့ရဲ့ဆွမ်းအားရင်းမြစ်တွေထွက်လာတာရန်စိုးတွေအားလုံးတိုက်ခိုက်ပါတော့တယ်ဒီချိန်မှာရန်သူတယောက်ကလည်းကောင်းမလေးလဲလောင်းနေရဲ့ပလင်နှောင်းကိုရောက်သွားတဲ့အချိန်မှာအားလုံးအနေနဲ့အမြန်တာတိနိုင်ခဲ့ပါတယ်သူ့ကိုထိစုံနေတဲ့ဒေါသမီလျောင်းနေကိုကောင်းမလေးပါအချစ်တစ်ချက်ရောက်သွားတဲ့အခါမှာပြန်လည်နူးညံ့သွားပြီးရန်သူတွေအားလုံးဆက်လက်မတိုက်ခိုက်တော့ဘဲကောင်းမလေးပြန်လည်နိုးထလာမယ်အချိန်ကိုဆက်လက်စောင့်နေပါတော့တယ် ကောင်မလေးကသူ့ကိုပေးခဲ့တဲ့ဆွဲကြိုးလေးကိုကောင်မလေးကိုပြန်အပ်ကငါပဲမိစ္ဆာဖြစ်လို့မှားလာဒါမှမဟုတ်လူမဲမဖြစ်ခဲ့လို့လားတစ်တဲ့လူတွေကနာကျင်ပြီးတည်ဆောင်းရမှာလားဒီလိုဆုံးသက်ပဲဖြစ်နေမှာလားဆိုတဲ့အတွေ့အကြုံနဲ့ဝေဝါလို့နေခဲ့တာကောင်မလေးပြန်လည်းနှုတ်ထလာမယ်ရှင်ကိုဆက်လက်စောင့်နေပါတော့တယ်ဒါပေမဲ့ဒါအဘယ်တော့မှဖြစ်လာမယ့်အရာမဟုတ်တော့ပါဘူးတိတိမိတတရားတွေကစစ်မှန်နေဆိုရင်တော့မှကံကြမ္မာလှည့်ပြောင်းနေကြကျွန်တော်တို့ဝေးပွားရအောင်ပါပါတိပွဲပွဲရင်ပွဲမပွဲရင်ရှင်ပွဲပွဲမှာဖြစ်ပြီးဒါကလောကရဲ့ထုံးစံဖြစ်ပါတယ်မခွဲခင်မှာမခွဲရခင်မှာ ချစ်ပွင့်ရာတော့မှာချစ်နိုင်ကြပါစေဆိုတဲ့စူတောင်းစကားရင်တို့ဒီဗီဒီယိုလေးရောဒီနေ့ဒီလောက်ပါပဲနောက်တဲ့ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးပဲဘတ်ပတ်ပါ